မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တွန်းဆန်မြို့ကိုဒီကနေ့မနက်ပိုင်းမှာချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့လက်နက်ငယ်90ကျော်ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီမနက်ပဲကျွန်တော်တို့တွန်းဆန်မြို့ကိုအပိသက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီကနေပြီးတော့လက်နက်ငယ်တွေအလက်90လောက်ရတယ်တချို့စစ်သားတွေကလည်းထွက်ပြေးကြတယ်အဲ့ဒါကိုအခုဆက်လက်ပြီးတော့ရှင်းလင်းနေသေးဖြစ်ပါတယ် အခုဆိုရင်တော့တွန်းဆန်မျိုးကတော့စစ်ကောင်စီကင်းစင်သွားပြီလို့ပြောလို့ရပါတယ်လို့ CNF CNA ပြောရေးဆိုခွင့်ရှိသူ slide ထက်နေကပြောဆိုထားပါတယ်အလားတူပဲမေလ19ရက်နေ့ချင်းပြည်နယ်တွန်းဆန်မြို့နယ် ကြည်ခါမျိုးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုချင်းပြည်အစိုးရတပ်များဖြစ်ကြတဲ့ CNA CDFS ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ခဲ့ပြီးတော့မေလ22ရက်နေ့မနက်ပိုင်းမှာတွန်းဆန်မြို့နယ်တစ်ခုလုံးကိုချင်းတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကအပိသက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မေလ25ရက်နေ့ကနေစတင်ခဲ့တဲ့လက်ရှိတွန်းဆန်မြို့သိမ်းတိုက်ပွဲများအတွင်းမှာစစ်ကောင်စီဘက်ကတိုက်ဆုံမှုများပြားပြီးတော့အရှင်ဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့သိရပါဗျ။စစ်ကောင်စီကလေကြောင်းကနေပြီးတော့လာရောက်ဘုံကျဲမှုများလည်းရှိနေတယ်လို့သိရပါဗျ။ ပြည်သူများဟာလည်းတိုက်ပွဲများနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာ၃ရွာနဲ့ PDF စခန်းကိုစစ်ကောင်စီအင်အား300ကျော်ပါတဲ့စစ်ကြောင်းကဝင်ရောက်စီးနင်းခဲ့ရာတော်လိုင်းတပ်များကခုခံတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်က32ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ18ရက်နေ့မနက်9:07မိနစ်အချိန်မှာရေစကြုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာ3ရွာနဲ့ PDF စခန်းတစ်ခုကိုပခုတ်ကူတရတက်တက်နဲ့လက်အောက်ခံတပ်များဖြစ်ကြတဲ့ခလာရ235ခမာရ25ခွန်ခမာရ258စတဲ့တပ်များကစစ်ကောင်စီအင်အား300ကျော်နဲ့ဒပြိုင်နက်ထဲဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်အဲ့ဒီစီးနင်းမှုကိုပြည်သူ့ကာကွယ်ရေးဘော်များဘက်ကစူပောင်းခုခံခဲ့ရာစစ်ကောင်စီဘက်က32ဦးသေဆုံးခဲ့ပြီးတော့လက်နက်6လက်တင်းစီရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်များကမေလ18ရက်နေ့မနက်ပိုင်း0ရွာ ကြောက်ထက်ရွာတဲတော်ရွာနဲ့စောက်တန်း YSO PDF စက္ကန်းနေရာ၄ခုတိတိကိုစစ်ကောင်စီအင်အားအလုံးအင်းနဲ့လက်နက်ကြီးလက်နိုင်ငယ်မျိုးစုံတို့နဲ့ပြစ်အားကောင်းကောင်းစီးနှင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။စောက်တန်း YSO PDF ကမဟာမိတ်တပ်များနဲ့အတူအသင့်ဆောင်ဆိုင်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းအပြင်60မမအစ်စ်လက်နက်ကြီးနှလုံးနဲ့စက္ကန်းအတွင်းကိုပြက်ခတ်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတုံ့ပြန်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်က22ဦးသေဆုံးပြီးအများအပြားခြေပြက်လက်ပြက်ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကတနက်များနဲ့ပြန်လည်ပြီးတော့မပစ်ခတ်နိုင်တော့ဘဲလုံးဝငြိမ်သက်တိတ်ဆိတ်သွားတယ်လို့သိရပါတယ်။စခန်းကိုတပ်ကွင်းပြင်ထားတာဝင်လာတဲ့အချိန်မှာလက်နက်ကြီးနဲ့ထုတယ်။အော်တိုတွေဆွဲတယ်။အော်ဟစ်ပြီးတော့ဝင်လာတာကျွန်တော်တို့ကတပ်ကွင်းကနေစောင့်နေတာမိုင်းဆွဲဖို့ပေပါရှစ်လုံးထောင်ထားတာမိုင်းဆွဲတဲ့အချိန်မှာစစ်ခွေးတွေကဥပြီးတော့မိုင်းကျိုးကိုဖျက်လိုက်တာအဲ့ဒါကြောင့်ဒုတိယပလန်ကိုစီစဉ်တာ ကျွန်တော်တို့မှာ60မမအစ်စ်ပြောင်းရှိတယ်လေအဲ့ဒီအစ်စ်ပြောင်းတဲ့မီတာ1200လောက်အကွာကနေပြီးတော့စခန်းကိုတည်ပြီးတော့ကိုထုတာမပြစ်ခင်ကတော့ဝုန်းတိုင်းနဲ့စူညံနေတာပဲ60အစ်စ်နဲ့ပြက်တဲ့အချိန်မှာစခန်းထဲကိုဝင်လာတဲ့ခွေးမှန်တော်များတည်တဲ့ကောင်တည်ဒဏ်ရာရတဲ့ကောင်ရ လက်ပြတ်တယ်ကောင်ပြတ်ခြေထောက်ပြတ်တယ်ကောင်ပြတ်အကုန်ဖြစ်ကုန်တာပြစ်ခတ်တန်တွေလည်းတိတ်ဆိတ်သွားတာပဲလို့စောက်တန်း WiFi ဆို PDF တောင်းကကိုအောင်မောင်းကပြောပြထားပါတယ်။သေဆုံးသွားတဲ့စေကောင်စီတပ်သား22ဦးရဲ့အလောင်းများကိုမေလ17ရက်နေ့ည7:00နာရီအချိန်မှာစောက်တန်း WiFi ဆို PDF စခန်းအတွင်းကနေပြီးတော့ကာနက်စီနဲ့ပြန်လည်တယ်ဆောင်သွားတယ်လို့သိရပါတယ်။စေကောင်စီတပ်ရဲ့စီးနင်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးဘော်များကနောက်ဆုတ်နေရာယူပြီးတော့စစ်ကြောင်းနှစ်ကြောင်းနဲ့ ပြန်လည်ခုခံစစ်ပြင်ဆင်ခဲ့တယ်လို့သိရပါဗျ။မေလ18ရက်နေ့မနက်9:25မိနစ်အချိန်မှာရှေ့ပြေးကင်းတက်လာတဲ့ဘူကြီးထွန်းလင်းသူအပါဝင် စုစုပေါင်းခွေးဆယ်ကောင်ကိုမျက်နှာချင်းဆိုင်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့သိရပါဗျ။၎င်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ရှေ့ပြေးကင်းစစ်သား10ဦးသေဆုံးခဲ့ပြီးတော့လက်နက်ကိုလက်သိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်ထိကိုတေဆုံးသွားတဲ့စစ်သား၁၀ဦးရဲ့အလောင်းများကိုလာရောက်တယ်ဆောင်ခြင်းမရှိသေးပဲလက်နဲ့တင်းစီရရှိမှုအနေနဲ့ MA1 3လက် MA2 တလက် MA3 တလက် G3 4လက် RPG ထိပ်ဖူးတပ်ဖူးကြီမျိုးစုံ400ကျော်အုတ်ထုပ်နှလုံးတော့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ရဲဘော်တွေနောက်ပြန်ဆုတ်ပြီးတော့စစ်ကြောင်းတစ်ကြောင်းခွဲလိုက်တယ်။ကျွန်တော်တို့ခွဲထားတဲ့စစ်ကြောင်းတစ်ကြောင်းနဲ့သူတို့ရှေ့ပြေးကင်းထွက်လာတဲ့ဆယ်ယောက်ပေါ့။အဲ့ဒီဆယ်ယောက်ထဲမှာကျွန်တော်တို့60လက်နက်ကြီးနဲ့ပစ်လို့လက်ကောက်ဝက်ကနေဒုံးကြီးပြတ်သွားတဲ့သူတွေယောက်လည်းပါတယ်။စိုက်ကဲ9စီးနဲ့လာတာဆယ်ယောက်ကလက်နက်က6လက်ပါတယ်။အဲ့ဒီကောင်တွေကိုအပေပြစ်ခတ်နိုင်ခဲ့တယ်။လက်နက်6လက်ရရှိခဲ့တယ်လို့ South End Wire ဆို PDF တာဝန်ခံကိုအောင်မောင်းကရှင်းပြထားပါဗျ။ အကြက်ဘတ်စိတ်ကောင်စီတပ်သားများဟာဇီရောကျေးရွာကိုမိရှုခဲ့ပြီးတော့ကြောက်ထက်ကျေးရွာနေအမျိုးသမီးတို့ကိုပြစ်ခတ်တပ်ဖြတ်ကာပြည်သူအများအပြားကိုဒဇာကန်အဖြစ်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗါးအလားတူပဲတဲရောကျေးရွာနေပြည်သူများကိုလည်းဒဇာကန်အဖြစ်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးအတွင်းမှာစစ်သား32ဦးသေဆုံးခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်20ခန့်ခြေပြက်လက်ပြက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီတပ်များကိုစောက်တန်း YSO PDF အဖွဲ့ရဲ့ နတ်မိကြောင်ဆက်စင်ရေးနဲ့ပြန်လည်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်စင်ရေးမှာ Southern YSO PDF BNRA ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ဘူနဂါအဖွဲ့နဲ့ပြည်သူအားမှ PDF အဖွဲ့တို့ပါဝင်တယ်လို့သိရပါဗျ။နတ်မိကြောင်ဆက်စင်ရေးကမ်ပိန်းကိုလည်းပြည်သူများကပါဝင်အားဖြင့်ကူညီပေးကြဖို့အတွက်တာဝန်ခံကိုအောင်မောင်းကတိုက်တွန်းပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့မြန်မာနိုင်ငံတဝမ်းကလူငယ်များကိုစစ်မှုထမ်းဖို့အတွက်စစ်ကောင်စီကအတင်းအဓမ္မ စင့်ခေါ်လျက်ရှိပြီးတော့ပြက်ကွက်တဲ့သူများအားလုံးကိုအေးအေးယူမှဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့နေပြည်တော်မှာပြည်သူ့စစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်၄မြင်းဆောင်2024ကိုကာကွယ်ဝင်ကြီးဌာနအစည်းအဝေးခန်းမှာမှာကျင်းပခဲ့ပြီးတော့အဲ့ဒီအစည်းအဝေးမှာပြည်သူ့စစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌညှိနှိုင်းကိုကယ်ရေးမှူးကြီးရည်လေးဘိုးချုပ်ကြီးမောင်မောင်အေးကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ ပြည်သူစစ်မှုထမ်းအပတ်စဉ်နှစ်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့အရင်ဖွင့်လှစ်ခဲ့တဲ့အပတ်စဉ်များအတွက်ပြည်သူစစ်မှုထမ်းရန်ဆင့်ခေါ်ရမှာလာရောက်ရန်ပြက်ကွက်သူများအားလုံးကိုတည်ဆဲဥပဒေနဲ့အညီစောင့်ရွက်သွားဖို့လိုအပ်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။အပတ်စဉ်၃ကိုရာရာချက်ပြည့်မီစွာနဲ့ဖွင့်လှစ်နိုင်ရေးအတွက်ကြိုတင်စီမံစောင့်ရွက်ထားကြရန်ဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီကအတင်းအကျပ်လှုပ်ဆောင်နေတဲ့ပြည်သူစစ်မှုထမ်းနေဥပဒေဟာသရုတ်ထမူကြမ်းအဆင့်ကိုရောက်ရှိနေပြီးတော့ ထပ်မံဖြည့်ဆွတ်ရေးဆွဲနေတယ်လို့သိရပါတယ်။နေဥပဒေကိုထပ်မံပြင်ဆင်ဖြည့်ဆွတ်ပြီးတော့လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကော်မတီကနေတဆင့်စစ်ကောင်စီအစည်းအဝေးထံကိုတင်ပြပြီးအတည်ပြုချက်ရယူသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဝါဒဖြန့်လက်ကမ်းစာဆောင်6800,6250ဆောင်းကိုဖြန့်ဝေပေးခဲ့ပြီးတော့စေကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေကနေလဲထုတ်လွှင့်မှုတွေရှိနေတယ်လို့သိရပါဗါဒ်မိုဘိုင်းအော်ပရေတာ၄ခုကနေတဆင့် short message service SMS အဆောင်ရေ 262.19တန်းကိုပေးပို့ခဲ့တယ်လို့သိရပါတယ်။ကင်းလော့ခွင့်ပေါ်ရော့ခွင့်နဲ့ရွှေဆိုင်ခွင့်များအတွက်ဥပဒေပုံမှန်22နဲ့15ကကြီမှာပါဝင်တဲ့သတ်မှတ်ချက်များနဲ့ထုတ်ပြန်ချက်များကို Mobile Operator ၄ခုကနေတဆင့် SMS အဆောင်ရေ133တန်းပေးပို့ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်နဲ့မိုးမောက်မြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ9ဦးသေဆုံးက23ဦးဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူ3000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ15ရက်နေ့ကနေပြီးတော့မေလ16ရက်နေ့အထိအကြမ်းဖက်စစ်ကောင်စီရဲ့ပြစ်ခတ်မှုများကြောင့်ပြည်သူများဟာထိခိုက်ဒေဆုံးခဲ့ရပြီးတော့ပြည်သူတွေရဲ့နေအိမ်တရာခန့်ဟာလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကရှုံးနိမ့်ပြီးတော့သူတို့တခုခုထိခိုက်လာပြီးဆိုရင် သူတို့ကပြည်သူတွေကိုပြန်ပြီးတော့ပြစ်မှတ်ထားတာမျိုးတွေလုပ်နေတယ်ကျမတို့အနေနဲ့မေတ္တာရက်ခံခြင်းနာကတော့အတက်နိုင်ဆုံး နှစ်ဖက်လက်နက်ကိုင်းတွေနဲ့စစ်ကောင်စီတပ်တွေကိုပြည်သူတွေနဲ့ဝေးတဲ့နေရာမှာပဲစစ်ဖြစ်စေခြင်းနဲ့နောက်တစ်ခုကတော့စစ်ကောင်စီကအခုလိုမျိုးတရားမဲ့လက်လွတ်ကျမတို့ရဲ့ပြည်သူတွေကိုတပ်ဖြတ်နေတာဒီလိုမျိုးလုပ်နေတာတွေကိုနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ရက်ကြည့်မနေဘဲနဲ့စစ်ကောင်စီကိုပိတ်ဆို့ဒဏ်ခတ်တာအရေးယူတာမျိုးတွေပို့ပြီးတော့မှတိုးပြီးတော့လှုပ်စေခြင်းနဲ့လို့ရှမ်းလူအခွင့်ရေးမန်နိုင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်မန္တလေးတိုင်းပြင်းလွင်မြို့မှာရှိတဲ့စစ်တပ်ကတော်ကို AP လ14ရက်နေ့ညပိုင်းမှာ ြည်သူ့ကာဝေးတပ်ဖွဲ့များကရှော့တိုက်ဒုံးများနဲ့ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲများဟာပြင်းဦးလယ်မြို့နယ်နောင်ချုံမြို့နယ်ဇက်ကိုပြန့်နှံ့သွားခဲ့တယ်လို့သိရပါတယ်။အေပီလ15ရက်နေ့မနက်ပိုင်းမှာနောင်ချုံမြို့နယ်တရက်ကုန်းကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာတရက်ကုန်းကြီးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာကြေးရွာအတွင်းကိုကြက်ရောက်ပောက်ကွဲပြီးတော့ရှေဟောင်းဖုန်ကြီးကျောင်းတကျောင်းမီးလောင်ပြာကျပြီးနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အေပီလ၁၉ရက်နေ့မနက်ပိုင်းမှာလည်းအကြမ်းဖက်စစ်ကောင်စီကနောင်ချိုမြို့နယ်ဇာလီကြေးရွာအတွင်းကိုတိုက်လေရင်နှစ်စီးနဲ့လာရောက်ပြစ်ခတ်ခဲ့ရာအသက်၂၃နှစ်အရွယ်ပြည်သူအမျိုးသားတအုပ်ထိမှန်တေဆုံးခဲ့ပြီးတော့ဆမ်မ၁၀ကြေးရွာကအသက်၆၀အမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိကာ ြင်းဦးလွယ်စေယုံမှာကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အပီလာ16ရက်နေ့ည7:00နာရီဝန်းကျင်မှာမုံမိတ်မြို့နယ်အတွင်းမှာတိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီက Jet Fighter ၄ရဲ့နှစ်စီးနဲ့ရေပုံးကြီးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်၃လုံးပျက်စီးပြီးတော့နှွားတစ်ကောင်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဧပြီလ20ရက်နေ့မနက်10:00နာရီဝန်းကျင်မှာလဲမိုးမိတ်တပိတ်ချင်းကားလမ်းပေါ်မှာ ABSDF KNDF ပူးပေါင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲခဏတာဖြစ်ပွားခဲ့ပြီးတော့ကားလမ်းပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီအချိန်မှာလူနာတင်ကားတစ်စီးဟာအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့တန်ကားတစ်ပါးနဲ့ပြည်သူနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲ ABSDF 20ရက်နေ့မှာပဲ တရကုန်းဖုန်ကြီးကျောင်းဝင်းအတွင်းကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးကြီးကျရောက်ပြီးတော့အသက်50ဝန်းကျင်တန်ကားတော်တပါပြန်လည်တော်မူခဲ့ပြီးတော့အေဘီလာ21ရက်နေ့မနက်ပိုင်းမှာလဲလေကျောင်းတိုက်ခိုက်မှုကြောင့်တပြေကုန်းကျေးရွာကအသက်30ဝန်းကျင်အရွယ်အမျိုးသမီး9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အလားတူပဲအေဘီလာ15ရက်နေ့ကနေပြီးတော့မေလ9ရက်နေ့အထိတရကုန်းကျေးရွာဇာလီရွာညောင်တုံးကျေးရွာနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကျေးရွာများကိုနေ့စဉ်9ချိန်ကနေ10ချိန်အထိလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ပြင်းလွယ်မျိုးတွင်ကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများကိုပြုလုပ်ခဲ့ရာညောင်ကုန်းကျေးရွာကနေအိမ်60ကပျက်စီးခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲများနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်နောင်ချုံမြို့နယ်တရက်ကုန်း၊ဂန်းကော၊ဇာလီ၊ပါဟက်၊ပန်ခမ်း၊နားပြန်၊ညောင်ကုန်းစတဲ့ကျေးရွာပေါင်း30ကျော်ကဒေသခံပြည်သူ3000ကျော်တို့ဟာဗန်ပွေး၊အင်ဝိုင်းညောင်ကုန်းကျေးရွာများမှာရှိတဲ့ဖုန်ကြီးကျောင်းများနဲ့ကျေးရွာအနီးမှာရှိတဲ့တောတွေထဲမှာတွားရောက်ပြီးတော့တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ အခုမေလ9ရက်နေ့မနက်9:00နာရီဝန်းကျင်ကလည်းဗန်ပွေးကြေးရွာဖုန်ကြီးကျောင်းမှာစစ်ဆောင်နေတဲ့ပြည်သူတွေကအသက်30အရွယ်အမျိုးသား၃ဦးဟာဇာလီကြေးရွာအတွင်းမှာရှိတဲ့၎င်းတို့ရဲ့ကြံကင်းတွေကိုတွားရောက်ကြည့်ရှုပြီးပြန်သွားတဲ့အချိန်ရွာအဝယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့မြေမြုံမိုင်းနင်းမိပြီးတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာပြင်းဦးလွင်စေယုံမှာစိတ်ကူးသမှုခံယူနေရတယ်လို့သိရပါဗျ။မေလ10ရက်နေ့ည7:00နာရီဝန်းကျင်မှာနောင်ချုံမြို့ အုံမသီးကျေးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ရာ30ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်တလုံးကိုထိမှန်ခဲ့တယ်လို့သိရပါဗါဒ်အသက်30ဝန်းကျင်အရွယ်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တေဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါဒ်အလားတူပဲမေလ15ရက်နေ့ည10:00ဝန်းကျင်မှာလဲပန်ပွဲကျေးရွာအနီးတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့၃ကြိမ်ပစ်ခတ်ခဲ့ရာ30ကျေးရွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးတော့ ြည်သူ9ဦးတရားရကနေအိမ်၁၀လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မေလ16ရက်နေ့ည9:00နာရီဝန်းကျင်မှာလဲတောင်တလုံးကျေးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာပါဟက်ကျေးရွာအတွင်းကိုလက်နက်ကြီးများကျောက်ရောက်ခဲ့ပြီးတော့အသက်30ဝန်းကျင်အရွယ်အမျိုးသမီး9ဦးနဲ့16နှစ်အရွယ်အမျိုးသမီး2ဦးတို့တေဆုံးခဲ့ပြီး9ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ